စကိုင်းဗီလာကွန်ဒိုမှာကလေးအလောင်းတလောင်းပါဝင်တေဆုံးနေတဲ့ရုပ်အလောင်းတွေကိုဇက်တိုက်တွေ့ရှိပြိုကျခဲ့တဲ့စကိုင်းဗီလာကွန်ဒိုမှာကလေးအလောင်းတလောင်းအပါဝင်လေးလောင်းထပ်မံတွေ့ရှိခဲ့ပြီးတော့တေဆုံးနေတဲ့ရုပ်အလောင်းတွေကိုလည်းဇက်တိုက်တွေ့ရှိလာတယ်လို့သိရပါတယ်အေဗီလာ9ရက်နေ့မှာတော့မြန်မာနိုင်ငံလူမှုကေဇယ်ရဲ့ဖွဲ့မန္တလေးတိုင်းဒေသကြီးကော်ပလီနဲ့ လူစကိုင်းဖွဲ့တော်ကပြောချခဲ့တဲ့စကိုင်းဖီလာကွန်တိုမှာရှာဖွေမှုတွေကိုဆက်လက်ဆောင်နေလို့သိရပါတယ်။အီဘီလာ9ရက်မော်လန်3ថ្ងៃဒီကလေးလောင်းတောင်းအပါဝင်တေဆုံးသူ၄ဦးရဲ့ရုပ်လောင်းတွေကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။အခု3ថ្ងៃဒီ၄လောင်းတွေ့ထားပါတယ်။ကလေးလောင်းတောင်းလည်းပါပါတယ်ရှာဖွေတောင်ပေးသေးပါဘူး။ထပ်တွေ့ရနိုင်တဲ့သဘောရှိပါတယ်လို့စကိုင်းဖီလာကွန်တိုရှာဖွေရေးမှာပါဝင်သူတို့ကပြောပါတယ်။ အဆိုပါစကိုင်းဖီလာကွန်တိုမှာရှာပွေကယ်ဆယ်ရေး လုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်ရရှိတယ်လို့လည်းမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီကသတင်းထုတ်ပြန်ထားပါတယ်။အပီလာ၄ရက်နေ့ကလည်းအဆိုပါပြိုကျခဲ့တဲ့ကွန်တိုမှာမြို့သမီး၃ရက်ရုပ်လောင်းကိုရှာပွေတွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသားတဖွဲ့ကထုတ်ပြန်ပါတယ်။အလားတူပဲအပီလာ၃ရက်နေ့ကလည်းကလင်းငယ်တဝန်းနဲ့မြို့သမီး၅ရက်ရုပ်လောင်းတွေကိုရှာပွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။နောက်ပြီးအပီလာ၂ရက်နေ့ကလည်းအမျိုးသား၃ဦးနဲ့ မျိုးသမီး9ဦးရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အီဗီလာတရက်နေ့မှာလည်းမျိုးသား7ဦးအမျိုးသမီး9ဦးစုစုပေါင်း15ဦးရဲ့ရုပ်အလောင်းတွေကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကအင်အားပြင်းငလျင်ကြောင်းအဆောက်အဦပြိုကျပြီးလူရာကျော်ပိတ်မိက90ကျော်တေဆုံးခဲ့ရတဲ့မန္တလေးနန်းရှိကစကိုင်းဖီလာကွန်တိုရဲ့နောက်ဆုံးအခြေအနေတွေကိုလည်းအခုလိုသိရပါတယ်မြင်ရတဲ့အစော်ဥကတော့ မန္တလေးနန်းရှိရေစစ်ကန်လို့လူတိများတဲ့နေရာပါပဲလမ်း60 22စကိုင်းပြည်လာလို့ခေါ်ပါတယ်ဒီထဲမှာ ABCD အစော်ဦး၄ခုရှိတဲ့နဲ့ခုမြင်နေရတဲ့အစော်ဦးက A အစော်ဦးပါ B နဲ့ C နဲ့ D နဲ့ကတော့အကုန်လုံးပြိုကျရစီသွားတဲ့အတွက်လူပေါင်းရာရှိပိတ်မိခဲ့ပါတယ်ဒီထဲကနေပြီးတော့တေဆုံးတဲ့သူက52ယောက် ပြန်ရရတဲ့သူ52ယောက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။လက်ရှိဒီအောက်မှာပြိုကျနေတဲ့အစာအုပ်၃ခုရဲ့အောက်မှာတည်ဆုံးတဲ့လူတွေပြိမိတဲ့သူတွေရှိနိုင်သေးတဲ့အတွက်တရုတ်နိုင်ငံကကယ်ဆယ်ရေးအဖွဲ့တွေနဲ့မြန်မာနိုင်ငံကလူမှုကယ်ဆယ်ရေးအဖွဲ့တွေပူးပေါင်းပြီးတော့ကြိုးစားဆောင်ရွက်နေကြတာကိုတွေ့ရတာဖြစ်ပါတယ်။နောက်ထပ်လည်းတည်ဆုံးသူတွေရှိနိုင်သေးတဲ့အတွက်ကြိုးစားပြီးတော့ပေါ်ထုတ်နေကြပါတယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်။